အားလုံးမင်္ဂလာပါ Martial Academy Channel နဲ့ပြည်သူအားလုံးကြိုးဆိုပါရခင်ဗျာကျွန်တော်တို့ Martial Academy Channel ရာဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေကို One Championship UFC စရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြု Fighter တွေရဲ့ထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ Channel လေးတစ်ခုပါဒါကြောင့်မလို့ Martial Local Channel တဲ့ပြည်သူတွေနေနဲ့တော့ကျွန်တော်ရဲ့ Channel လေးကို Like Subscribe လုပ်ထားဖို့မြစ်တိုင်ခံကြပါရခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ကျွန်တော်ပြည်သူတွေစီကိုပြောချင်တာကတော့မနေ့ကညကကျွန်တော်တို့ Fighter လေး၃ယောက်က135 132ပြောင်းဖို့မှာပေါင်းဝင်ထိုးတက်တယ် အဲ့ဒီပွဲမှာဖိုင်တာနှစ်ယောက်ကနိုင်ပွဲရရှိခဲ့တယ်ဖရိုနီကာကနိုင်ပွဲရရှိခဲ့တယ်ဆွမ်းတော်ဦးကလည်းတစ်ဖက်ပြိုင်ဖက်ဖိုင်တာကိုအနိုင်ရခဲ့တယ်တန်းစင်ကတော့ထိုင်းဖိုင်တာကိုအမှတ်နဲ့ရှုံးနေခဲ့ရတယ်ဒီနေရာမှာပြောချင်တာကဖရိုနီကာကသူ့အနေနဲ့နောက်ပွဲမှာစတန်ဖက်ဒယ်စ်နဲ့လည်းထိုးလို့ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောသွားတဲ့အကြောင်းအလေးကိုကျွန်တော်ကပြည်သက်တွေစီတင်ပြပေးချင်တာပါမနေ့ကထိုးခဲ့တဲ့ပွဲအကြောင်းလေးကိုနည်းနည်းလေးပြန်ပြောချင်တယ်မနေ့ကဗရိုနီကာကတရုတ်ဖိုင်တဲ့လီမင်ယူနဲ့တွေ့တယ် ကျွန်တော်တို့အားလုံးကတွက်ခဲ့တာကတော့ဒီတယုံမကရှော့တွက်လို့မရတဲ့တယုံမမဲ့လို့ကျွန်တော်တို့ကသိတယ်မာကုံကလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဖရော်ရဲ့ပါဝါကိုဒီတယုံမကရင်းကြီးခံနိုင်ရှိမှာမဟုတ်ဘူးလို့ကျွန်တော်တို့ကထင်ခဲ့တယ်ဒါပေမဲ့တယုံဖိုင်တာကကစ်ပေါ့စင်အားပြုတဲ့ဖိုင်တာကစ်ပေါ့စင်ဘက်ဂရောင်းကဖိုင်တာကျွန်တော်တို့ဘရော်ကလည်းကစ်ပေါ့စင်အားပြုတဲ့ဖိုင်တာဗျာဘောက်စင်ဘက်ဂရောင်းကနေလာတဲ့ဖိုင်တာဒါပေမဲ့တေးပေးလိုက်တဲ့ပွဲကမွေးထိုင်းပွဲ ဒီတော့ဖရိုနီကာကသူ့မှာအားသာတဲ့ airbo တွေရှိတယ် coins တွေရှိတယ်ဒါကြောင့်ကျွန်တော်တို့ကဖရိုကအင်းစစ်စစ်နိုင်သွားမယ်လို့ထင်တာဒါပေမဲ့ပွဲတွေရောက်တော့ဖရိုနီကာကတယောက်မှကြိုက်တဲ့ကစ်ပေါင်စင်ပုံစံပဲလိုက်ကစားပေးတယ်ဗျာအဲ့လိုမျိုးလိုက်ကစားပေးတော့တယောက် fighter ကသူ့အကြိုက်ဖြစ်သွားတယ်ဗျာ ဒါပေမဲ့ပထမအချိန်မှာ Veronica ရဲ့ right hand ထိသွားတာတရုတ် fighter ကကျသွားတယ်။နော်တော့ကျသွားတဲ့အချိန်မှာကျွန်တော်တို့ Bro ကလည်းပိုင်မီထင်ပြီး light ဖြတ်တာဗျ။ light ဖြတ်တဲ့အချိန်မှာခက်ကလည်းကျနေတယ်။ပြီးတော့တရုတ်မကလည်းတက်လုံကကုံသွားသေးတယ်တရုတ်မမဟုတ်ဘူး။တရုတ် fighter တွေထဲမှာ Damien fighter တွေကမာကွန်တော်တော်နဲ့တော့ကျွန်တော်တို့ကတွေ့ရတယ်။ဒါပေမဲ့ဒီတရုတ် fighter ကတော်တော်မာကွန်မြင့်တယ်လို့လည်းပြောလို့ရတယ်။တက်လုံကလည်းအများကြီးပါလာတယ်ဗျ။ဒီတော့တရုတ် fighter ရဲ့ဘယ်လတိတစ်ချက်က Bro ကိုပြန်ထိတယ်။ Bro လည်းနော်တော့ပြန်ကျတယ် သူတပြန်ကိုတပြန်နဲ့ဗျပွဲကတော့ကောင်းတယ်လို့တော့ပြောလို့ရတယ်ပထမအချိန်မှာအဲ့လိုနဲ့ပဲပထမအချိန်ပြီးသွားတယ်ဒုတိယအချိန်မှာကျွန်တော်တို့ဖိုက်တာကထိကျက်တွေကပိုတာတယ်လို့ကျွန်တော်တို့ကမြင်တယ်တတိယအချိန်မှာလည်းဒီပုံစံတိုင်းပဲကျွန်တော်တို့ဖလော်ကပိုတာတယ်လို့ထင်တယ်ဒါမဲ့ဒိုင်းဆုံးမြတ်ရောက်သွားတဲ့အချိန်မှာ split decision ကြီးဖြစ်သွားတယ်ဒိုင်းနှစ်ယောက်ကဗရောကိုပေးတယ်တယောက်ကတေယုတ်ဖိုင်တာကိုပေးတယ်ဒီလိုနဲ့ပဲဗရောက split decision နဲ့နိုင်တယ်ပေါ့ဗျာဘာပဲဖြစ်ဖြစ် record တစ်ခုရဖို့အရေးကြီးတယ်နိုင်သွားတယ်ဆိုရင် record ရတာပဲကျွန်တော်တို့ကချိန်နဲ့ကမယ်ဗရောက kick boxing အပြူတဲ့ fighter ကိုအကောင်းဆုံးပုံစံနဲ့ဆော့သွားတယ်နိုင်မွေးယူပြဆိုတော့ဂုံယူတယ်တကယ်လဲဝမ်းသာတယ် veronica ကိုယ်တိုင်ကပွဲပြီး interview မှာပြောသွားတယ်တေယုတ်ဖိုင်တာကတော်တော်လေးကိုမာတယ်တဲ့ သူကထိုးတက်ရတာလေတော်တော်မာတဲ့ fighter ပွဲကလည်းတော်တော် ကောင်းနေတယ်ပုံမှန်ဆိုရင် one championship မှာပွဲဥထွက်မဲ့ fighter ကြီးဆိုရင်ဒီလောက်ထိသွားဆောင်ရအပြည့်မကောင်းကြဘူးပေါ့ဘာကြောင့်လဲဆိုတော့အခုမှ one မှာလည်းပထမဆုံးစထိုးရတာစိတ်လှုပ်ရှားမှုတွေလည်းမြင့်တက်နေမယ်အဲ့လိုမျိုးထိသွားရင်နော်တောင်းကြတဲ့ချိန်မှာလည်းပြန်ထလာရတာဒီခက်ခဲမယ်ဒီလိုမျိုးနဲ့ bro ကတိုးသွားတယ်ဒီအခုပြသူကိုယ်တိုင်လည်းခံစားခဲ့ရတယ်ဖရန်စစ်ကဗေရာနဲ့ပွဲမှာဘရော့ကရှုံးခဲ့တယ်ကတ်ရှုံးခဲ့တယ်ဆိုတော့လေဒါကြောင့်ပဲလို့ကျွန်တော်ကတော့မြင်နေတယ်။ဒါပေမဲ့ဒီတယောက်မှကဒါတွေကိုအကုန်လုံးကို ပေချာ defense လုတ်ပြသွားတယ်စွမ်းဆောင်ရင်အကောင်းဆုံးချပြသွားတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဒီအချိန်မှာပြောတင်တာက Veronica ကပွဲပြီး interview မှာပြောထားတဲ့အကြောင်းလေးပါဘာပြောထားတယ်လဲဆိုတော့ Stan Vedas နဲ့ Trader တွေက Veronica ကိုပြေးတွေ့စီတယ်အဲ့ဒီအချိန်မှာ Veronica အရင်ကတည်းကလည်း stem က bro ကိုစင်ခေါ်ခဲ့တာလေးရှိတယ် bro ကလေဒါကိုလက်ခံထားတယ်ဗျာဒီပချိန်မှာလည်း veronica ကထပ်ပြောတယ်သူ့အနေနဲ့ stem နဲ့အတင်းထိုးခိုင်းရင်လည်းသူထိုးဖို့ဝင်နေနေမှာမဟုတ်ဘူး တခြားဖိုက်တာနဲ့သူ့ကိုပွဲတယ်ပြင်းနဲ့သူ့ဘက်ကအစင်းသိရှိနေသေးတယ်။ဝမ်ချမ်မန်ရှစ်ကအတင်းကြီးစတန်ဖေဒါစ်နဲ့ထိုးဆိုလဲသူကထိုးဖို့ဝင်လေးနေမှာမဟုတ်ဘူးလို့ဖရော့ကပြောသွားတယ်။ဇာသမာတယောက်ဆိုတာကတည်းက ready ဖြစ်တဲ့အချိန်ဆိုတာမရှိဘူး။ ready ဖြစ်တဲ့အချိန်ကိုစောင့်နေရင်းနဲ့ဘယ်တော့မှရှိလာမှာမဟုတ်ဘူး။ဒါကြောင့် promotion ဘက်ကထိုးကရင်သူကထိုးမယ်။စတန်ဖေဒါစ်ကိုလည်းသူထိုးလို့ရတယ်အနေထားမှာရှိတယ်ဆိုလို့ဖရော့ကပြောသွားတယ်။ဒါကြောင့်အခင်းပြင်းလေးကတော့စိတ်ဝင်စားဖို့ကောင်းနေပြီလို့တော့မြင်နေလက်ရှိမှာ stem ကလည်း kickboxing မှာတော့ထိုးနေတာဗျာ မွေထိုင်းပွဲကြီးလည်းထိုးအောင်မယ်လို့ပြောတယ်။ MMA ဘက်ကပြန်မသွားခင်မှာမွေထိုင်းနဲ့ကစ်ဘောက်စင်ကိုသူကအရင်ထိုးကျင်သေးတယ်လို့ပြောတယ်။ဖရိုနီကာနဲ့လည်းထိုးတတ်ချင်တယ်လို့စိန်ခေါ်ထားတယ်။ဒါကြောင့်ဒီပွဲကတစ်ချိန်ချိန်မှာတော့ဖြစ်ကောင်းဖြစ်လာနိုင်ပြီရှိတယ်ဗျာ။ Flash အချိန်မှာတော့ဖရိုနီကာကိုဝမ်းချမင်းရှစ်ကချက်ချင်း stamp နဲ့ပွဲတဲ့ခွင့်ပေးပါမလားဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ်။ဒါကြောင့်လည်းဆိုတော့ stamp ကလာမယ့်16ရက်နေ့မှာထိုးမယ် တန်ဖေဒက်စ်ကလည်းဖွင့်ရဖို့ကနည်းနည်းကြာတယ်ဗျာ။ဘာကြောင့်လဲဆိုတော့နမေတောဖိုက်တာကိုဒီကလည်းမြင်းတဲ့ဖိုက်တာဆိုတော့အရင်ကြီးဝမ်းချမ်းမဲချစ်ကပွဲကိုကတ်ပြီးပေးလို့မရှိဘူး။ဒါကြောင့်ပွဲနေထားရနည်းနည်းလေးကြာနိုင်ရရှိသေးတယ်။ကျွန်တော်တို့ဘရောကလည်းစာကြောရထားတဲ့ဖိုက်တာဒါကြောင့်မလို့ဖြစ်လာရင်တော့2026ခုနှစ်နှစ်လယ်ပိုင်းလောက်ရောက်မှဘရောနဲ့စတန်ဖေဒက်စ်တို့ပွဲကဖြစ်လာမယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ဒါကပွဲဖြစ်လာမယ်ဆိုရင်ဝမ်းချမ်းမင်းရှိကတဲ့ပေးမယ်ဆိုဖြစ်လာနိုင်တဲ့အနေအထားတစ်ခုလေးကိုဆွဲထုတ်သုံးသပ်ပြတာ ကျွန်တော်တို့အားလုံးလည်းသိတယ်မာရှယ်ပိုင်းကိုကြိုက်တဲ့ပြိဿတွေအားလုံးလည်းသိတယ်ကလကနောက်ွယ်မှာကအလှဲ့ပေါင်းများစွာဖြစ်နေတာဗျာဒီနေ့ဒီဖိုင်တာနဲ့တည်ပြီးတယ်နောက်နေ့ကနောက်တစ်ယောက်ပြောင်းတယ်ပုံစံပေါင်းစုံနဲ့ပွဲတွေပြတ်တယ်ဒါကမာရှယ်အပြစ်နေတဲ့ကြောင့်မလို့ပွဲထဲမှာနေတာမကဘူးပွဲအပြစ်မှာလည်းကလကနောက်ွယ်မှာကပုံစံပေါင်းစုံနဲ့ပြောင်းနေတယ်ဆိုတော့ကျွန်တော်တို့က3ပြူရဒါကြောင့် Veronica နဲ့ Stem တို့ကဘယ်ချိန်ပွဲဖြစ်လာမလဲဆိုတာကတော့တိုက်ကြီးပြောလို့မရသေးဘူး အကွက်တကွက်ကွက်မှာတော့ဒီဖွဲကဖြစ်လာမယ်လို့ကျွန်တော်ကတော့ယုံပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောချင်တာကတော့ဒါပါပဲ stamp factors နဲ့ထုံးရင်လည်းထုံးလို့ရတယ်ဆိုပြီးပြောလာတဲ့ Veronica ရဲ့အကြောင်းလေးကိုပြည်သက်တစီလာရောက်မျှဝေပေးတာပါနောက်ရက်ဒီမှာလည်းကျွန်တော်တို့မှာ Share Academy Channel နဲ့အခုလို MMA နဲ့ပတ်သက်တဲ့သတင်းတွေ One Championship UFC စရှိတဲ့သတင်းတွေနဲ့မြန်မာကုသပြု Fighter တွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါတယ်ဒါကြောင့်မလို့ Martial Law ကိုအကျဉ်းသက်တဲ့ညီကိုရီအနေနဲ့ ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ထားဖို့မြတ်တိုက်ခိုင်းပါခင်ဗျာပြည်သားတော်အထူးပဲကျေးဇူးတင်ရှိပါခင်ဗျာ